မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မေလ21ရက်နေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြည်တော်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ33ဒီဂရီဆယ်စီယက်67ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ32ဒီဂရီဆယ်စီယက်60ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲချိန်မိုးလေဝသကြိုးတိုးမှဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်အတန်မှတိတ်တူထက်နေပါဗျ။မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနေပြည်တော်၊မကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်း၊အရှေ့ပိုင်း၊ကယားပြည်နယ်တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်တွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တော်များရွှေလျားရာနေရာတလျှောက်မှာမိုးရွာသွန်းကျနေအတူလေပြင်းတက်ခတ်ခြင်းမိုးတိမ်ချောင်းခြင်းမိုးကျပစ်ခြင်းလျှက်ဆေးလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထင်အထက်မှာတိမ်ထုတ်ထနေပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအရှိအလေပိုင်းနဲ့အရှိမြောက်ပိုင်းတို့မှာ မောက်တုံလေးအားနေငယ်မှာအားအတင်တင်ရှိနေပြီးကြံဘင်္ဂလားပေလယ်အော်မှာတိတ်ထူထက်နေပါတယ်မြမပေလယ်ပြင်မှာလှိုင်းအသည့်အတင်ရှိပါမယ်လှိုင်းမြင့်မှာမြမကာရန်တစ်ချောင်းနဲ့ကဲလိုပေလယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနေပါတယ်မနှက်ဖြန်မော်တက်ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကျကျဲကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ် ရှိုင်ခိုင်ပြည်နယ်၊အေရော်ရီတိုင်းဒေသကြီး၊ရှမ်းကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်နဲ့ချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမိုးတချုံရပြီးမန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကျနေပါတယ်။နေပြည်တော်နဲ့ဤတော်ဝိုင်မနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာ မိုးတချိန်နဲ့ချိန်ထစ်ချုံရပါမယ်အမြင့်ဆုံးဘူချိန်မှာ35ဒီဂရီဆဲစီရဲ့65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူချိန်မှာ23ဒီဂရီဆဲစီရဲ့83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတချိန်ရွာပါမယ်အမြင့်ဆုံးဘူချိန်မှာ34ဒီဂရီဆဲစီရဲ့63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူချိန်မှာ25ဒီဂရီဆဲစီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးအထင်အထင်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာထစ်ချုံမြင့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အထူးမိုးလေဝသတရင်ဒီကနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချက်များအရ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်တောင်ပိုင်းတို့မှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမောက်တုံလေအားကောင်းလာနိုင်ခြင်းကြောင့်၎င်းအပူပြန်တတ်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်၎င်း23ရက်5လ2025ရက်နေ့မှ30ရက်5လ2025ရက်နေ့အတွင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမှနေရာဆစ်ဆိတ်နဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရအနှံပြားမုန်တဲ့ကြုံရပြီး အချို့ဒေသများမှာနေရကွက်၍မိုးကြီးနေပါတယ်အကြံပြုချက်ဒုဖြစ်ပါ၍မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမုန်တဲ့ကြုံခြင်းမိုးချွတ်ပြစ်ခြင်းလျှက်စေးလက်ခြင်းမိုးသည်ကြွေခြင်းလျှက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်း စတဲ့တဘာဝဘေးရန်နေရာများဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းပြင်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်။မြင့်ငယ်ချောင်းကများအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုချိုးတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်ရင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန့်တမ်းရေးအနေဖြင့်လည်းချိုးတင်သတိပြုနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါရယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတတိများပဲဖြစ်ပါရယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။